မင်္ဂလာပါရှင်ရန်ကုန်ကိတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အောက်ပေါ်မြို့နယ်မှာစစ်မှုတန်းကြေလာစဉ်ကောက်ခံပြီးငွေချင်းမပေးနိုင်သူတွေကိုစစ်တပ်ခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးနေရာယမှုမြောက်ပြစ်ကတ်ခံပေးသေးဆုံး။ဘကုရိုင်းအောက်ပေါ်မြို့နယ်မှာစစ်မှုတန်းကြေလာစဉ်ကောက်ခံပြီးငွေချင်းမပေးနိုင်သူတွေကိုစစ်တပ်ခေါ်ပြီးပေါ်တာဆွဲဖမ်းဆီးနေရာယမှုမြောက်ပြစ်ကတ်ခံပေးသေးဆုံးခဲ့ကြောင်းတာရီခိုင်တပ်ရဲ့တုံ့ရှစ်တုံညာနဲ့တက်ခွဲငါဘလက်တိုက်ကပွဲမှတာဝန်ရှိသူကပြောတယ်။ စတေမာလာ29ရက်နေ့မော်လဲ17:15မိနစ်ကမှဥပုံမြို့နယ်ရှမ်းကုန်းရွာရိုင်းမှုမြောင်ကိုတာဝရီခိုင်တိုင်383ညနေတက်ခွင်ကဖလက်တိုက်ကပြောကြားပွဲမှာတော်နေရဲဘော်တွေက၎င်းနေတွင်တာအုပ်ပြကတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ထို့သောပြကတိုက်ခိုက်မှုတွေတော်လင်းရဲဘော်တွေကိုရိုင်းမှုမြောင်ကစစ်သားတွေထိမှတ်ပြီးမင်းမြန်ကဧကန်လှုပ်ဆောင်နေစဉ်တနက်နယ်၄ချက်ပြကတိုက်ခိုက်ပြီးရင်ဘတ်ကိုကြည်သုံးချက်ထိမှန်ကနေရာရင်သိမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ။ဒေသောင်းသားရာယမှုမြောင်ကစစ်မှုတန်းအောင်တော်ဖြစ်ပြောဂျပန်စစ်တပ်ရဲ့မာကတ်တောက်တိုက်တူလည်းဖြစ်ကြောင်းထို့ပြင်စစ်မှုတန်းကျေးဥစုကပြည်သူတွေထံမှငွေကြေးတွေအတင်းကျပ်ကောက်ခံခြင်း၊စစ်မှုတန်းကျေးမပေးသူတွေအားစစ်တပ်ခေါ်ကဖမ်းဆီးခိုင်းခြင်း၊လူငယ်တွေအားစစ်မှုတန်းရဲ့အတင်းကျပ်စုဆောင်ခြင်းတွေလုပ်ဆောင်နေရကြောင်းပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရင်ကျွန်တော်ရေပေါ်တွေအိမ်ထဲဝင်သွားတော့စိတ်ခွေးတွေအထင်မြင်ဆရာတို့ကဘယ်တက်စိတ်ကလဲမေးတယ်ဆရာတို့လက်ဖေးကြမ်းတောက်ပေါ့လက်ဖေးတောက် လက်ဖက်တော်ဦးမဲပြောပြီးထားတဲ့အချိန်မှာတနက်နဲ့၄ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ၃ချက်ပဲကြီးထွက်ခဲ့လို့၃ချက်လုံးအထိမဲအသေးဆုံးခဲ့တယ်အဲ့ဒီအိမ်နဲ့မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာခမ၆ကစစ်ခွေးတက်ရှိပါတယ်စစ်ခွေးတက်ရှိတော့ကျွန်တော်ရေပေါ်ရီစစ်ခွေးလို့သူကထင်သွားတယ်တာရီခိုင်တက်ရဲ့တုံးရှိတုံညာနဲ့တက်ခွင်းကဘလတ်တိုက်ကပြောကြတက်ဖွဲ့နေဖြစ်ပြည်သူတွေနဲ့တော်လေးတက်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့အကြဖက်ဆေးဥစုဖြစ်ရင်းတို့ရဲ့တောက်တိုင်တွေကိုလည်းတိုက်ခိုက်သွားပြီဖြစ်ပြီးပြည်သူများအနေနဲ့၎င်းတို့နီးသွားလာနေထိုင်ခြင်းမပြုလုပ်ကြတဲ့အသိပေးပြောဆိုတဲ့ ဆက်လက်ပြီးဒုတိယရဲချုပ်တေရဲဘိုချုပ်တေကိုကိုနဲ့ဒုတိယရဲချုပ်နှင်းရဲဘိုချုပ်အောင်နိုင်သူတို့ကိုရာထူးတော်မှနာပေးပြီးစံဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ခိုင်းအကြက်ဖက်မြောင်းလိုက်ကဒုတိယရဲချုပ်တေရဲဘိုချုပ်တေကိုကိုနဲ့ဒုတိယရဲချုပ်နှင်းရဲဘိုချုပ်အောင်နိုင်သူတို့ကိုရာထူးတော်မှနာပေးပြီးစံဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်းနေပြီးတော့စစ်တပ်သတင်းမြစ်နဲ့စီဒီအမ်ဗိုလ်ချင်းစီအောင်ကပြောတယ်။ယခုစတေမာလာတွင်ရဲဘိုချုပ်များဖြစ်ကြတဲ့ဒုတိယရဲဘိုချုပ်တေရဲဘိုချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ် ဘူအောင်နိုင်သူတို့ကိုရာထူးမှနားပေးလိုက်ကြောင်း၎င်းတို့နောင်လောင်းအချက်ဖို့ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေဖြစ်တင်ဝင်စင်းသွင်းထားပြီးဖြစ်ကြောင်းသိရတယ်။ရဲတွေကလည်းသူတို့သွေးသစ်လောင်းနဲ့ရှေးကရဲကြုံညက်ကလည်းရွေးကောက်ပွဲဝင်ပြိုင်ရမယ်။မန်လေးတိုင်းဒေသကြီးတွေကဝင်ပြိုင်ရမယ်။ဒါကြောင့်မို့လို့ရဲကြုံညက်ကိုပြန်ပြီးတော့ပွဲထုတ်လိုက်တယ်။ဒုတိယရဲကြုံတေးဖြစ်ရဲဘိုကျော်ဝင်းဖို့ကိုခံလိုက်ပြီးရဲဘိုကျော်ဝင်းဖို့မှာစစ်တပ်ကတို့ပတ်စဉ်37ကျောင်းစင်စစ်ရရှိကြီးဘွားမှရဲဘက်ကိုရာထူးကြီးနဲ့ပြောင်းရွှေ့လာခြင်းဖြစ်တယ်။ဒုတိယရဲကြုံနေဖြစ်ရဲဘိုကျော်မျိုးမင်းတိုင်းကိုပြောင်းလဲခံလိုက်ပြီး၎င်းမှာရဲစစ်စစ်တပ်ဦးဖြစ်တယ်။ မကြသေးခင်ကလည်းစစ်တမ်းမှာဗိုလ်ချုပ်ကြီးတအူဒုဗိုလ်ချုပ်ကြီး6ဦးဗိုလ်ချုပ်12ဦးဗိုလ်မှူးချုပ်ဗိုလ်မှူးကြီးနဲ့ဒုဗိုလ်မှူးကြီး300ဦးဗိုလ်ကြီးနဲ့ဗိုလ်မှူး130ဦးရုံးအုပ်ကနေတက်ချက်ကြီးစေရည်တီတခြားအဆင့်60စုစုပေါင်း489ဦးကိုစစ်ဖို့ပါတီကိုစစ်ကောင်းဆောင်ပြောင်းရွှေ့စေခဲ့ပြီးစစ်အရာရှိကြီးများစုမှစစ်ဖို့ပါတီကိုကိုစားပြရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မိဖြစ်ကြောင်းသိရတယ်။ ဆလဗီတန်ဆိုင်ကန်ဒူမရာကိုစစ်တပ်ကလင်းနဲ့ပုံစံတိုက်ခိုက်မှုတွင် NUG တင်ကြားရေးတပ်ပညာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူမထမိုးဦးပါဝင်တိဆောင်းသူစစ်တပ်ဦးထီရှိလာစကိုင်းနိုင်တန်ဆန်မျိုးနဲ့ကန်ဒူမရာကိုဂျပန်စစ်တပ်ကလင်းနဲ့ပုံစံတိုက်ခိုက်မှုတွင် NUG တင်ကြားရေးတပ်ပညာတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူမထမိုးဦးပါဝင်တိဆောင်းသူစစ်တပ်ဦးထီရှိလာပြီဖြစ်ကြောင်းတန်ဆန်ပတ်ကဖတာဝဲရှိသူကပြောတယ် စတေမာ26နှစ်မနက်7:38မိနစ်ခန့်မှာတန့်စင်မြို့နယ်ကန်ထူမာယာကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ပေါင်ခဘုံနှလုံးကျဲစားတိုက်ခိုက်ခဲ့တဲ့ဂျက်ဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်သင်ကြားရေးသက်ပညာတက္ကသိုလ်ပညာရေးဘွဲ့ဒုတိယနှစ်ပထမနှစ်ဘွဲ့မှာပညာသင်ယူနေတဲ့မထက်မိုးအပောင်းဝင်ပြည်သူ၁၁ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူ၉ဦးထပ်မံရှိကြောင်းသိရတယ်။ ထို့လေကြောင်းတိုက်ခိုက်မှုတွင်သေဆုံးခဲ့တဲ့မထမိုးကတက္ကသိုလ်ဝန်ထမ်းဆောင်မီဝက်ကိုထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်ပြီးသင်ကြားရေးတက်ပညာတက္ကသိုလ်ရဲ့ထက်မြက်သွက်လက်တဲ့ကျောင်းသူတဦးဖြစ်ကြောင်းအနာဂတ်ပညာရေးဆရာကောင်းဖြစ်လာနိုင်တဲ့သမီးကောင်းယတနာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်မိသားစုနဲ့အထက်တူသင်ကြားရေးတက်ပညာတက္ကသိုလ်ဆရာဆရာမရင်းနဲ့တငယ်ချင်းကျောင်းသားကျောင်းသူတွေမှအထူးပင်ဝမ်းနည်းကြောင်း NUG ကြားကာလတက္ကသိုလ်ကောင်းစီသင်ကြားရေးအသက်ပညာတက္ကသိုလ်ကထုတ်ပြန်နေ ရန်သူမယာကိုစစ်ခွဲတွေကလင်းနဲ့ပုံစံတိုက်ခိုက်တာတေဆုံးသူ၁၁ဦးထိရှိသွားပါပြီပြင်းထန်တဲ့ရရှိသူတွေလည်းပါဝင်ပါတယ်လို့တပ်ဆယ်ဘက်ကဖတ်တော်ဝင်ရှိသူကပြောတယ်ဂျပန်စစ်တပ်ကတပ်ဆင်မြို့နယ်ကန်ထုမရွာရှိလူစီကားရနိုဘယ်စီဆိုင်နဲ့စားတောက်ဆိုင်ကိုပုံကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိဆောင်သူများထဲမှာကိုဝင်ဆောင်မျိုးသမီးပါဝင်ကြောင်းသိရတယ်။ဆလဘီတရချောင်းမြို့နယ်အောက်တူရွာမှာစီချိုရွာကကြောင်းခြေထောက်ဖျက်ထားရတဲ့အသက်85နှစ်ရွယ်ဖောက်တအူကို စစ်တပ်ကအဓမ္မပြုခြင်းတနင်္သာရီတရချောင်းမြို့နယ်အုတ်တူရွာမှာစီချိုရွာကကြောက်၆လောက်ဖျက်ထားတဲ့အသက်85နှစ်ရွယ်ဖောက်တအုပ်ကိုအကြပ်ဖက်စစ်တပ်ကအဓမ္မပြုခြင်းခဲ့ကြောင်းတဝဲ KI ဒီမိုကရေစီရေလှုပ်ရှားမှုတပိတ်ကော်မတီတရင်နဲ့ပြန်ကြားရေးတာဝန်ခံဘုံကပြောတဲ့စတေမန29ရက်နေ့ညနေ4နာရီခန့်မှာတရချောင်းမြို့နယ်အုတ်တူကျရှင်အသက်85နှစ်ရွယ်အဖောက်အတအုပ်ကိုအကြပ်ဖက်စစ်သားတပ်ကအဓမ္မပြုခြင်းခဲ့ခြင်းဖြစ်တဲ့ တရားဆောင်ပြောချင်းဆိုင်ဂျက်ဖတ်စစ်တဲ့စစ်ကြောင်းယခုလစတင်မလာတွင်အုတ်တူကြီးအတွိုင်းကိုစစ်ကြောင်းထုတ်နေခြင်းဖြစ်ပြီးရင်းစစ်ကြောင်းမှာလိုက်ပါလိုက်စစ်သားတပ်ကအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ဂျက်ဖတ်စစ်သားအဓမ္မပြုကျင့်သွားတဲ့ဖောက်ကစီကျိုယောဂကြောင့်ခြေထောက်ဖြတ်ထားရတဲ့ဒုက္ခိတတအုပ်ဖြစ်ပြီးနေမှာတအုပ်ရရှိနေစဉ်အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်တဲ့လက်ရှိချိန်မှာအဓမ္မပြုကျင့်ခံရတဲ့ဖောက်ကရုပ်ပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာထိခိုက်မှုအခြေအနေနဲ့ကြုံတွေ့နေရပြီးဈမိုင်းအခြေအနေကိုဆက်လက်စောင့်ကြည့်နေရကြောင်းဖြစ်ပါတယ်။ ထို့သောအသက်ရဲ့အကြီးမြင့်နေပြီဖြစ်တဲ့အပြင်ဒေါခိတာတောင်ဦးလည်းဖြစ်တဲ့ဖွားအောင်တောင်ဦးကောတမပြုချင်းခဲတဲ့ဇက်ဖက်စစ်တပ်ရဲ့အလွန်လွန်လူမဆန်အောက်တန်းကြောင့်လုံးတဲ့လောကဖြစ်ကြောင်းတဝဲခဲဒီမိုကရေစီရေလှောက်ရှာတပိတ်ကော်မတီကထုတ်ပြန်နေဆလဘီတော့ဆန်းစုကျင်တဲ့နိုင်ငံရေးကျင်းသားရေးလူမျိုးအမေရိကန်သမ္မတအင်ဖြူတော်ရှင်မမြန်မာတက်ကြလှောက်ရှာသူတွေနေရာစတိုက်တောင်ဆုံနိုင်ငံတော်အတိုင်းပင်ခတ်ပုတ်ကတော်ဆန်းစုကျင်တဲ့နိုင်ငံရေးကျင်းသားတွေအလုံးလုံးမြောက်ရေးစစ်ကောင်စီအတူရောင်ရွေးကောက်ပွဲကိုလက်မခံကြကုန်အမေရိကန်ပြည်တော်စုဝါရှင်တန် DC သမ္မတအင်ဖြူတော်ရှင်နဲ့တရုတ်တန်ရုံရှင်တို့မှမြန်မာရေးတက်ကြလှောက်ရှာသူတွေကဆန္ဒပြတောင်းဆိုခဲ့တယ်။ ။ဒေါအောင်ဆန်းစုကြည်ရပန်းခံရတာကြမ်းမိုက်မကောင်းလို့တန်ကြားတဲ့ရန်စွန်ရတဲ့အမြန်ဆုံးလွတ်ပေးဖို့စုယုံတောင်းဆိုတာဗမာပြည်သူ့အစိုးရအဖြစ်ရောရှိမှာခုလိုတောင်းဆိုပြောပြနေတာဖြစ်ပါတယ်။ခုဆန္ဒပြပွဲမှာပါဝင်နေသူတွေလည်းနေဘူးမိုးရမရှိုင်းအဖြစ်ရောရှိမှာဆန္ဒလာပြကြလို့ Women for Myanmar DC Metro Area ရဲ့ကောင်ဆောင်မမှုမှုကပြောတယ်တရုတ်ကတူယောင်ရွက်ောက်ပွဲကိုညီမယ်လို့တိလင်းပြောလိုက်တဲ့အတွက်ရန်သူဖြစ်သွားပြီဖြစ်ပြီးဆက်ကောင်စီကတသက်လုံးမတိမြဲနိုင်တဲ့အတွက်ပြည်သူရဲ့ဆန္ဒကိုလိုက်မလားလက်တလုံးစာလူတွေရဲ့ဘက်ကိုလိုက်မလားဆိုတာကိုတရုတ်ကမေးချင်ကြောင်း၎င်းကပြောတယ် အမေစုကိုချက်လို့အမေစုလို့ဖို့လာတောင်းဆိုတော့လူတွေနေတိုင်းတည်တဲ့တိုက်ပွဲတွေဖြစ်နေတယ်မြန်မာပြည်လူတွေပြန်လို့ရစေခြင်းနဲ့စေပွဲတွေရစေခြင်းနဲ့ရံမဖြစ်စေခြင်းတော့လို့အင်ဖြူရောရှေ့ဆန္ဒပြပွဲမှာလာရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့အသက်၁၂နှစ်ရွယ်စင်းယူနီဗာစတီကပြောရင်ဒီကလူတွေကိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုသိစေခြင်းနဲ့ ကျွန်တော်သမရထရန့်ကိုသိစေခြင်းနဲ့သူ့အနေနဲ့အပြောင်းလဲလုပ်စေခြင်းနဲ့ American ဆရာကကျွန်တော်ကိုကူညီစေခြင်းနဲ့မြန်မာနိုင်ငံတွေကကြံဖက်မှုတွေကိုရက်စေခြင်းနဲ့ငိမ့်ချင်းနဲ့ချမ်းသာရေးပဲရန်လိုခြင်းမှာကျွန်တော်ဆန္ဒကားတာပဲလို့အဆိုပါဆန္ဒပြပွဲမှာဝင်ရောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့ဆက်သုံးနေရလူငယ်တအုပ်ကပြောတယ်အဆိုပါဆန္ဒပြပွဲကို Women for Myanmar DC Metro Area အဖွဲ့ကဦးဆောင်ကဒေါက်တာလုံရှာသူမြန်မာတွေက Streamer လုံး26 29ရက်နေ့နေ့ရက်စတိုင်အင်ဖြူတော်ရှိမှတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်နောက်ဆက်အပ်ပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါရှင်